ားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम စပယ်ဖြူနုရေးထားတဲ့အနာတရမိုးရက်များဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။အနာတရမိုးရက်များ အပြင်ဘက်တွင်မိုးကဆွေးနိုင်လွန်လာသည်မိုးရက်ဆက်ရွာနေသည်မှာတပတ်ကြော်ခဲ့ပြီးအရင်အရင် နေ့ရက်တွေတုန်းကတော့မိုးရေစများသည်ကျမကိုအမှတ်တမဲ့သာကြော်ဖြတ်သွားခဲ့ကြ၏မိုးရင်မှုမိုးရွာတာပဲဆိုတာကလွဲ့ပြီးကျမကကြပြဆန်းဆန်းတွေးနေတတ်သူမဟုတ်ကော်ဖီတစ်ခွက်နဲ့မိုးဆက်ကိုငေးဖို့ရာဘဝကအခွင့်မပေးကျမသည်နည်းနည်းခင်းများတဲ့တွင်မိုးရဲရေတွေကပင်ဖြတ်လျက်ရုံးတို့သွားရသည်ညနေရုံးစင်းချိန်တွင်လည်းမိုးရွာနေစဉ်ဖြစ်တည်မှု့ ထီးကိုပင် ခိုကိုကအိမ်ပြန်ရပြန်သည် မိုးရေတဲ့လမ်းလျှောက်ရတာပျော်ကြပဲဆိုဒီမှာအတိတ်ကတောင်းတာဘဝကသာပြောရီကောင်းသောစကားလုံးဖြစ်သည်ဒီအသက်အရွယ်တွင်တော့မိုးရွာခြင်းသည်ရာသီဥတုကိုအနှဲငယ်တင့်တင့်စေသည်ဟုကျေးဇူးတင်ခြင်းကလွယ်ပြီးကြပြမဆန်တတ်တော်ပါပြီဒီရပိုင်းမိုးဆွေနေသည်ကိုစိတ်ပြက်ခြင်းလည်းမရှိနှစ်သက်ခြင်းရဲ့လို့လည်းမရှိပဲအမှုမဲ့အမှတ်မဲ့ကြော်ဖြတ်နေခဲ့သောကျမထံသို့ မိုးရက်များကနာကျင်ပွဲကောင်းသည်ဆိုသောအတွေ့တစ်ခုမကြသေးမီကပင်နှောင်ငင်လာခဲ့သည် ကျောင်းဖွင့်ပြီကျောင်းဖွင့်ပြီလေထိုနေ့နဲ့နဲ့ခင်ကလည်းမိုးရွာနေခဲ့သည်ရုံးတို့အသွာလမ်းပေါ်တွင်အဖြူစင်းဝိကလေးများကိုတွေ့ရတော့မှကျောင်းဖွင့်နေပါလားဟုသိမှတ်ခြင်းဖြစ်မိသည်ကျောင်းတကားများပြန်ဖွင့်ပြီကလေးတို့သည်စာတင်နှင့်အစထုံစံတိုင်းစိတ်လုံရှားတက်ကြွသောအပြုံးကိုဆင်မြန်းလျက်မိုးကအလှများထီများကြောပုတ်အိတ်များ အားလုံးသည်အစ်စ်အစ်စ်များ အပြုံးများကလည်းအစ်စ် ကျမသူတို့ကိုနှစ်လိုစွာငေးမောနေခဲ့သည် ကျမငယ်စဉ်တုန်းကအတန်းထဲတွင်ကြောင်းဖွင့်စာနေ၌ခုံနေရဥပုသည်ကိုတတိယလာသည် ကျမနေရဥပုံကတော့တခြားသူတို့လိုရှေ့ဆုံးတန်းကိုဦးခြင်းမဟုတ်ပါဘဲအတန်းဤနောက်နာကြကြတောက်နေရကိုဦးခြင်းများသာသည် ကျမသည်မူလာတန်းကျောင်းသူဘဝကအကစားမဲ့တလောက်အလေတန်းတွင် စာများဖတ်စာပြုကငြိမ်ငြိမ်သက်သက်တွေ့ရသည်ကိုခုံမင်းတက်ခဲ့သည် အထက်တန်းကျောင်းသူဘဝရောက်တော့လဲစာဖတ်ခါကြပြတိုးစလေးများရေးကကျောင်းတွင်ညီနေတတ်ပြန်သည်အထက်တန်းကျောင်းသူဘဝတွင်တော့ကျမ၏ဇာတိမီမြမပြည်မြောက်ပိုင်းသည်အေးချမ်းနေခဲ့ပြီနွေရာသီတွင်ကျမတို့၏ကျောင်းဝင်းတဲ့၌ဆစ်ရှိရာသို့လိုက်ပါရမည့်ပေါ်တာများအားနေရာချခဲ့ဘူးသည် ဆိုသည်မှာ ပုံမြင်တပွဲဖြစ်ခဲ့ပြီညများသည်ထိတ်လန့်စွာကြော်ပြရသော အချိန်ပိုင်းချမဟုတ်တော့ ထို့နှစ်ကဆယ်တန်းကိုတစ်နှစ်ထဲအောင်မည်ဟုကိုကိုကိုယုံလေရာ အရာရာသည် လွမ်းစပွဲဟုမြင်နေသည်ကိုကိုရွယ်များလေတိုးကလှုပ်ခတ်သည်ကိုအခန်းပြတင်းဝမှအလက်ချိန်တိုင်းငေးနေခဲ့သည်မိုးရာသည်ကိုလည်းမိုးရာသည်မို့ရင်ခုန်ခဲ့သလိုဆောင်းရာသည်ရောက်တော့လဲမနှောပွဲကိုကြောင်းပင်မတက်ဖဲဆင်းရဲလိုက်သေးသည်အဖြူအစိမ်းဝင်ကြောင်းသူဘဝသည်ခုနေကလေးတို့ကိုမြင်ရသည့်ခဏမှပင် လွမ်းစပွဲပုံရိပ်ထင်လာခဲ့သည် ညနေပဲရုံးစင်းချိန်တွင်လဲမိုးကတဲစေကျူရှင်ကပြန်လာသေးလားမသိတော့ခလေးနှစ်ယောက်ကိုဘတ်ကားပေါ်တွင် တွေ့တော့လဲမနှက်ခင်းကအတွေ့တို့တကြော့ပြန်လဲရသည်ငယ်ဘဝကိုတည်ရလာသည် ကြည်စံသူတို့ကလေးဘွားဟာငါတို့ငယ်တုန်းကတော့ပြောစရာကောင်းမှာမဟုတ်ဘူးကစားချိန်တောင်ရှိပါမလားမသိကျမတို့ငယ်စဉ်အချိန်ကတော့စစ်ဖြစ်နေသည် ဆိုတော့လေညအချို့တွင် ပုံကျင်တဲ့ဆင်းဘူးဒီမှအပအကစားပင်ပြက်ခဲ့ကြသည်မဟုတ်ကြောင်းတက်ပြက်သည်မဟုတ် ဘာပဲပြောပြောခလေးဘွားကလွမ်းစရာထိုအခိုက်မှာပင်ဖုန်းမြေတန်းသည်ကျမ၏အာယုံကိုရပ်တန့်စေခဲ့သည်ဖုန်းခေါ်သူအမိကိုတွေ့လင်တော့เจ้าနေပဲငယ်တငယ်ချင်းဖြစ်နေသည်ကိုဝမ်းသာရသည်ခုပဲငယ်ဘဝအကြောင်းတိုက်တိုက်ဆိုင်ဆိုင်တွေးမိနေသည်မဟုတ်လားနေကောင်းလာမှအစပြုကကျမမိကုံများစွာမိမိသည်မတွေ့ဖြစ်ကြတာနှစ်နှစ်နေပါကြာခဲ့သည်အတွင် စကားပြောပြတော့အကျဉ်းကြီးကလည်းရှာရှာပါပါ ဒီတစ်ကြိမ်အိမ်ပြန်တော့လဲသူကခရီးထွက်ခွာနေ၍လွဲခဲ့ကြရသည်ငါဒီနေ့နင့်ကိုဘာလို့ဖုန်းဆက်လဲတိလားဟေးအေးငါစိတ်မကောင်းဖြစ်နေလို့ဟစိတ်မကောင်းတာကိုဘသူပြောရမှန်းမသိလို့ဒီတော့မှပင်ကျမကရွှင်လန်းတက်ကြွနေသလားသူ့ဘက်ကအတန်တိုးတဲ့လှသည်ကိုတတိထားမိတော်သည်စောစောကလေးကကျမမေးသည်မသူကမေးတခွန်းဖြစ်တခွန်းကျမကလည်းကိုကစိတ်ကျဉ်လင်းနေချင်းဆိုတပားသူ၏အဖို့ကိုရိတ်မိတတ်သူမဟုတ်အေးပြော ငါ့ကိုပြောဘာလဲနင့်အိမ်ကလူနဲ့အဆင်မပြေပြန်ဘူးလားမဟုတ်ပါဘူးဟဲ့ဒါပြင်เจ้าမှာဘာဖြစ်လို့တော့ဟဲ့เจ้าကဒီနေ့မှဖွင့်တာမဟုတ်လားအေးเจ้าမှာပဲဒီနေ့ဖြစ်လာတာပဲငါတို့เจ้าမှာစစ်ပြေးလာတဲ့စကန်ကခလေးတွေလာတက်တာသိတယ်မဟုတ်လားအဲ့ဒါเจ้าသားတွေများတော့စာတင်ကုန်မလောက်ဘူးကောတကုံကို၃ယောက်ထိုင်ရမှာ၅ယောက်၆ယောက်ပို့ထိုင်ရတယ်ငါလေးတနေ့လုံးစိတ်နေနေမှမကောင်းဘူးတချို့ကကျန်းပေါ်မှာ သူဆက်ပြောသောစကားလုံးသည် ကျမ၏စိတ်နှလုံးကိုဆုတ်ချေလိုက်သည်စောစောကရွှင်လန်းတက်ကြွနေသောစိတ်သည်ရုပ်ချီးပင်မှောင်အတိကျသွားသလိုနာကျင်မှုကတရေရေတက်လာသည် သူဆက်ပြောနေသည်ကိုကြားရတော့လဲဘယ်လိုစကားပြန်ရမည်မသိနောက်ဆုံးသူကိုစူးစားပန်းစားနှင့်နှစ်သိမ့်စကားပြောမိသည်မှာကပောက်တီကပောက်ချာများဖြစ်ခဲ့လေသလားအေးအစင်တော့ပြေသွားမှာပါဟဲ့ကိုညီမဲ့သူတွေတော့ပေါ်လာမယ်ထင်တာပဲလောလောဆယ်တော့စိတ်မကောင်းလို့ နင်းနဲ့စကားပြောရရင်ကောင်းမှလို့တတိယလို့ဆက်တာနင်းလဲငါပြောတာတွေနားထောင်ပြီးစိတ်မကောင်းဖြစ်မနေနဲ့အောင်ဟုတ်သူကပင်တပြန်တလဲအားပေးကဖုန်းချသွားခဲ့သည် မိုင်ပေါင်းရာချီဝေးကွာသောအရက်ကစကလုံးများသည်ညချင်းတို့ရောက်သည့်တိုင်စိတ်တွင်ခိုးတွဲစေ။ကျမ၏အခန်းလေးသည်ဒီညမားမှပို၍ကျင်းလာလေသလား။စိတ်နှလုံး၏မွန်းချမှုသည်လူကိုလောင်ပိတ်စေသည်လားမသိ။အခန်းတစ်ခါကိုဖွင့်လိုက်တော့အပြင်တွင်မိုးကတဲတဲရွာလျက်ရှိသည်။မိုးစက်မုံများအခန်းထဲသို့တပေါက်စာနှစ်ပေါက်စာခုံဝင်လာသည်ကိုလည်းမညူစုလိုတော့ပြီ။လုံးကြုံအေးချမ်းရာအရက်ကမျောကြည့်ရသောမိုးပေါက်တို့သည် ပင်ကိုကမြေမြပင်တဲထန်တော်လဲကျမကိုအတိထက်ပို့၍အနောက်ရှေ့ပေးနိုင်မည်မဟုတ်သို့တော့မြောက်ဖျားပိုင်းကိုအတွေ့နှင့်လှမ်းမြော်ကြည့်လင်တော့ထုံမိုးဆက်တို့သည် သူတို့သူတို့တွေကိုမြေမြရက်ဆက်ရာကြာနေမည်လဲသူတို့တွေဘဲတို့များရင်ဆိုင်ကြော်ဖြတ်နေပါသည်လဲကျမသည်အဝေးကမြုံငေးရသူမျှတာဖြစ်၍စိတ်ကူးဖြင့်သာ ပုံဖော်နိုင်ုံပင်ပြီးခဲ့သောတွင်ကအိမ်တို့ပြန်စဉ် ုက္ခတဲ့စခန်းဟု အချို့ကခေါ်တွင်ရာကဲဆဲရေးစခန်းများစီတို့ရောက်ခဲ့သည်ကိုဒီညတွင် တိုက်တိုက်ဆိုင်ဆိုင်တတိယနေ၏စခန်းဝင်းထဲတွင် ခလေးတို့သည်ပြေလွှာဆော့ကစားလျက်ဧည့်သည်ဖြစ်သောကျမနေတွင် တွေ့ကပ်လိုသော ခလေးတဦးစာနှစ်ဦးစာကိုချစ်ခင်ပွဲ တွေ့ရသေးသည်ခလေးငယ်တဦးကတော့လမ်းတတောက်တောက်လျှောက်တတ်စာအမဖြစ်ဟန်တူတူမိန်းကလေး၏နောက်သို့လိုက်ဖို့စူးစမ်းနေသည့်ထိုခလေးငယ်ကိုကျမငေးနေမိသည် မိခင်ကကိုဝင်နဲ့စစ်ပြေးလာလျက်စခန်း၌သူ့ကိုမွေးဖွားခဲ့ရမည်ပင်အိမ်ဆိုဒီကိုပင်ဒီကလေးခံစားဖို့အုံမည်မဟုတ်လောကဝင်ခြင်းကိုသူစူးစမ်းချိန်တွင်သူတို့သည်မိသားစုတစုလင်အခန်းတခန်းပေးထားသည့်တန်လျာတွင်ရောက်နေသည် လူများစွာရောနေကြရသည်ကိုဝန်ကိုချမ်းမှာမခန်းနာသောအင်္ဂလိပ်တွေမှာနေပြောခဲ့သောသူမိဘတွေသည်လည်းအိမ်ကိုလွမ်းတာလျက်ကအပြန်ခက်ကြရသည် ကလေးအတွက်တော့လူ၃၄ဦးအိတ်သားရုံအခန်းချင်းလေးသည်အိမ်ဟုပင်ထင်စရာဖြစ်လေမည်လားမသိ။ຫນွေနေကင်းသည် ပူပြင်း၆တွေးစေ။တန်းရနှစ်ခုအလဲကမိဖို့လေးများတွင်တော့အိမ်ရှင်မတို့သည်ညစာကိုချက်ပြုတ်လျက်။ကလေးငယ်ရှိသောဖခင်တို့ကမူကလေးထိန်လျက်။စပားပင်တို့နှင့်ရင်းနှီးသောလက်များကကလေးထွေးပွေသည်ကိုကျမငေးနေမိသည်။မိဖို့ကြောင့်လေးများအတန်းလိုက်တရှိနေသည့်နေရာနှင့်မလန်မကန်းကစပွဲဝိုင်းလေးတွင် ကျမကို သူတို့နေရာပေးထားကြသည်ဖယဲသည်စိတ်နီနီများထက်ထားသည့်စတီးစလုံးကကျမရှိမှာဖယဲသည်စိတ်တစိတ်ကို ကျမထံတဦးကကံပေးသည်သူတို့ထံကအစားအသောက်ကိုတိမြပမာဏပင် ဖြစ်တော်လဲကျမမစားရပါတို့တော့နှခါသုံးကညင်းလင်ပင်မျက်နာမကောင်းဟန်မြင်သည်နှင့်လက်လန်းယူလိုက်ရသည်ဖယဲသည်စိတ်သည်ຫນွေအပူကိုအန်တုကအေး၍ချုံများလျက်ရှိသည် ရဲသည်စိတ်များသည်တယောက်တလဲနှင့်တခဏမှပင်ကုန်ဆင်သွား၏ကလေးတို့သည်ဖရဲသည်စိတ်များကိုကင်ကာဆော့ကစားရန်ပြေးထွက်သွားကြသည်စကန်တဝိုက်တွင်နွေလီပြည်သည်ဝိဝိုက်တိုက်ခတ်မြင်စစ်ကိုနှစ်နှစ်နေပါကြုံခဲ့သူများခိုနားရဝင်ခြင်းသည်ရောက်ပြီးတိတ်မကြမီမှပင်ကျမတို့တစိမ့်မဆန်တော့ပြီကလေးငယ်များသည်၎င်းမိခင်ဖခင်တို့သည်၎င်းကျမတို့တွေ့သားရင်ချာများကိုတွေ့ရသည့်သဘွယ်ထင်မှတ်ရင်းနေစေသည် သူတို့အတွက်လည်းကျမသည်ရဝေးကရောက်လာသူပင်ဖြစ်တော်ညာဒီဒေတာရင်မွေးဖွားကြီးပြင်းခဲ့သူမို့တွေ့သည်နှင့်ခဏချင်းယင်းဤခင်မင်ကြဟန်တူ၏သူတို့တွင်ကျမကို ပြောပြရန်စကားများစွာရှိနေပါသည်သူတို့ရွာကထွက်ပြေးလာရသည့်အနည်းငယ်များအကြောင်းပြောပြကြသည်သူတို့ခြံခဲ့ရသောမရိတ်သိမ်းခဲ့ရသောလေယာများအကြောင်းပြောပြကြသည်သူတို့၏အင်္ဂလိပ်များအကြောင်းလွမ်းဆွဟန်နှင့်ပြောပြကြသည် ရုပ်ဝတ္ထုပစ္စည်းအဆောင်ရောင်နေပါတော့တက်ကဲမိုးဝါချန်ခင်း၍ထယံကားသည်ဖြစ်တော်ညာအပူပင်ကင်းသောရေတံများဖုံလွှမ်းခဲ့မိအိမ်ကလေးများပြီးခဲ့သောနှစ်နှစ်ကမိုးတွင် မိုးဦးမိုးရေစက်များကမြေကဘာကိုနှုတ်ဆက်စေသူတို့သည်အိမ်နှင့်မိုင်းအတော်တန်ဝေးရာသို့လျှောက်လာရသည် မိုးရာသည် ကုန်ဆုံးသည်နှွေနှင့်ဆောင်းကားအလှဲ့ကြပင်ကြော်ဖြတ်ကြပြန်သည်တီလိုနှင့်ဒုတိယမိုးရာသည်ကိုကြုံခဲ့ပြီးပြီ နောက်တစ်ချိန်မိုးရသည်ကိုလည်းဒီတစ်ခါနှွေးပြီးလင်ကြုံရအောင်မြတတိယမြောက်မိုးရာသည် မိုးရေဆက်များသည်သူတို့အတွက်အိမ်မက်ဆိုးတပွဲဖြစ်နေပြီလားအိမ်ပြန်ခြင်းပြီလားဟုကျမသူတို့ကိုမမေးရခဲ့ပါထိုမေးခွန်းကသူတို့ကိုနာကျင်စေမိပင် မမေးတော့လဲတူကတော့တခုတ်တရပင် ပြောပြလိုက်သေးသည်လက်ပြန်စိုက်ချင်လိုက်တာတဲ့ကျမသည် ထိုတောင်သူဦးကြီးဤမျက်နာကိုအတန်ကြာငေးနေမိသည် သူ့ရင်ဝင်ထဲကခလေးငယ်ကဖခင်မျက်နာကိုမော့ကြည့်ကတခိခိရင်မောလျက် အပြစ်ကင်းစွာဒီမာနေရတာသူများတော့လာပေးကြပါတယ်လေဒါပေမဲ့လည်းကို့ဘာသာပဲရွာပြန်စဘာဆိုင်စားလိုက်ချင်တယ်သူ့စကားတွင် လွမ်းကြောင်းတလုံးတပါးသားမြမပါသို့တော်ထိုစကားတွင် အလွမ်းများပြည့်နေသည်ဟု ကျမခံစားရသည်သူတို့ပြောသောစကားများ သူတို့ကြံလဲသော မြင်ကွင်းများသည် ကျမအီနာမျက်စိဖြင့် ထိတွေ့တိမှတ်ပြီးနောက်စိတ်နှလုံးတွင်စွဲထင်ခိုကန်နေတော့သည်ထိုနေ့ကနေဆောင်ချိန်တွင် ကျမသည်သူတို့ကိုနှုတ်ဆက်ရ၏ကျမကြံလဲနေထိုင်ရာမြို့ပြသို့မနှက်ဖြန်အပြန်ခရီးစားရမည်နောက်ရောက်ရင်တော့ရွာကိုလာတော့မင်းတို့ရွာနဲ့တိတ်မဝေးဘူးကောလက်ဆိုင်ချိန်တော့လက်ထဲမှာပဲရှိမှာပါအေးဟုတ်ကဲ့ဟူသောအတန်တခုနှုတ်ဖြားမှတွတ်တွတ်လက်လက်ထွက်သွားနိုင်သည့်အတွေ့ကျမကိုကိုကိုပင်ကျေးဇူးတင်မိတော်သည် အိမ်ပြန်လန်းမျောနေသူတို့ဤမျက်နာများကိုမကြည့်ရဲသူတို့ကိုနှုတ်ဆက်ချင်းသူတို့ကိုလက်ပြန်ငေးမျောရချင်းမှာပင်ရင်ထဲနာနေဤ ကလေး2ဦး3ဦးစာလက်ပြနေသည်ကိုအလွမ်းရုပ်ရှင်ပြကွက်တပွဲမြင်ရသည် မြင်ခဲ့ရသည် ထိုမြင်ကွင်းများကိုပင် ကျမကိုတင်ဆောင်သွားသည့်ဆိုင်ကယ်အတော်ဝေးဝေးရောက်သည့်အထိလဲပြန်ငေးနေခဲ့မိသည်တွေ့ရကြုံရတော့ကတတတဝမ်းနဲ့နာကျင်တတ်သလောက်တွေ့အေးဝေးကွာချိန်တွင်တဆဆမိယော်မည်လူတို့ဤသဘောအရာကျမသည်နေတတူဝကျင်လဲလှူရှားရသောမြို့ပြဘဝတွင် အသားကြားလျက်ရှိရာ အတွေးတွင်ဇာတိမေကရံဖန်ရံခါမုံဝါလာရသည်ရံဖန်ရံခါမေ့လျော့နေသည်ရံဖန်ရံခါတော့တတိတယရှိနေပြန်သည်ခို့တော့ဒီညနေခင်းဤနာကျင်စရာတည်င်းစကားတို့သည် ကျမအားຫນွေဦးအတိတ်ကိုတတိရစေသည် ခလေးတို့ကို လွမ်းတာစေသည် ကျမကိုငေးမောကြံရစ်ခဲ့သော ခလေးငယ်တို့ကို မြင်ရောင်ရသည် သူတို့တွေကကြောင်းတက်ခွင့်ရပါရဲ့လားကြောင်းမှာလဲ စာသင်စရာခုံစာရေးစရာစာအုပ်ခဲတံလုံလုံလောက်လောက်ရှိပါရဲ့လားတငယ်ချင်းကတော့စိတ်မကောင်းမဖြစ်ပါနဲ့ဆိုကဖုန်ချခဲ့သည် ကျမဒီညနေခင်းကအိမ်ပြန်ရောက်တော့လဲစိတ်မငြိမ်သက်ဒါနဲ့ပင်သူ့ထံဖုန်းထက်ခေါ်ရန်စဉ်းစားသည်တိုးတော့ကျမဤစကားများသည်ငကိုကပင်ဝမ်းနဲ့နေတော့ကြောင်းစရာမလေးဤစိတ်ကိုပို၍ထိခိုက်စေမည်ထင်နောက်ဆုံးတော့လဲစိတ်ဆုံးဖြတ်ချက်ချကသူ့ထံဖုန်းမဆက်ဖြစ် အပြင်ဘက်တွင်မိုးတသည်သည်ရွာသည်ကိုငင်းမိပြန်ကစိတ်ကဟိုဟိုဒီဒီလွင့်လျက်ရှိသည်ဒါနှင့်ပင်အခန်းထဲကတစ်တာငယ်လေးတဲ့တိန်းထားတတ်သောငွေသားတချို့ကိုထုတ်ကြည့်မိရသည်ငွေတသိန်းမြပဲကျွန်တော်ဒီကိုမြင်ရသည်အိမ်ပြန်ပြစ်ခဲ့သည်မို့ငွေကနေပါခဲ့ပြီကျမသည်လက်ဆောင်ခြေဆောင်ပင်နေပါတော့တာမန်ဝန်တန်းများသာမိသားစုဤဝင်ကိုထန့်နေသူတအိုးများသာအဘဲမာလင်သူတစ်ပါးကိုစိတ်ရှိသည်မြငဲ့ကြည့်နိုင်မည်နီး စာသင်ကုန်တစ်ခုဘယ်လောက်ကြမလဲဟုညနေခင်းကမမေးနိုင်ခဲ့သည်ကိုနာနာကျဉ်ကျဉ်တတိယနေသည်အပြစ်မကင်းသလိုခံစားမှုသည်တွေ့ကြုံများတဲ့လက်ပတ်ကခုံလျက်ကျမဝန်ရတာတို့ထွက်လာခဲ့သည်မိုးဆက်မိုးပေါက်များကတသေးသေးပက်ပြန်းလျက်ကျမ၏စိတ်အာရုံကတော့မြောက်ဖြားပိုင်းကတန်းရငယ်လေးများစီကိုလိုနေသည်အမိုးအကာလုံးလုံးချုံချုံအောင်သူတို့အိတ်ဆက်ရသလားမနစ်ဖြန်အတွက်တွေးပူနေရလေသလား အမေအဖာတို့အနည်းတွင်အိတ်ဆက်နေမည်ဖြစ်သောခလေးငယ်တို့၏အိမ်မက်ကကောဘာများဖြစ်ပါမလဲ။ကျောင်းလွယ်အိမ်လွယ်ကကျောင်းတက်နေရသောအိမ်မက်လား။အိမ်မက်၌ကျောင်းဝတ်ဆောင်သည့်လွယ်အိတ်သည်လေးများလွယ်ကကျောင်းသို့အပြေးအလွှာသွားနေကြပါသလား။အကယ်၍ကျောင်းမတက်နိုင်သည့်အိမ်မက်မျိုးဆိုလင်တော့ခလေးတို့သည်အိတ်နေရင်းမှပင် ရောင်ရမ်းရှိုက်ငင်ကြလိမ့်မည်လား။မိုးဆက်ပေါင်များသည်ကျမရဲ့နေရာဝရန်တာတို့ပင် ပြိုကျလာကြသည်။လေပါလာပြီ။ ျမနေရာမှမရွှေ့မိသည်။ပားပြင်တွင်ရေတို့ရွှဲရွှဲဆိုလျက်မိုးရေသည်မျက်ရည်နှင့်ရောနှောသောအခါစိတ်နှလုံးကိုပိုနာစေတတ်သည့်ဂုံသက်သည့်ရှိသည်ဟုပထမဆုံးအကြိမ်ထင်မြင်လာမိပါသည်။ယခုတလောအစားအသောက်ကောင်းများစားတော့မိလင်ဖြစ်စေအဝတ်ထည်တန်တန်များဝတ်ဆင်မိလင်ဖြစ်စေလိပ်ပြာမလုံးသလိုခံစားချက်သည်ယောဂါတစ်ခုတစ်ဖွဲကျမ၌ဆွဲကပ်လျက်ရှိပါသည်။စပယ်ဖြူနု နားဆင်အပေးခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။